second ဘိုင်းနဲ့ဒီပုံတပုံဗီဒီယိုတပုတ်ဒီ AI နဲ့ဖန်တီးထားတာဖုန်းခုတ်ကိုဆန်းလို့ရတဲ့ AI content detection tool တကူနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။အားလုံးင်္ဂလာပါ။အဲကျွန်တော်အခုနောက်ပိုင်း Google ရဲ့ video 3ပေါ်လာပြီးရဲ့ internet ပေါ်မှာပဲတွားတော့ကျွန်တော် AI video တွေ AI ပုံတွေပဲတောက်လျှောက်တွေ့လာရတယ်။ဆိုတော့ဒီလိုတွေ့နေရတာဒီပြဿနာမဟုတ်ဘူး။တကယ်ပြဿနာအစ်စ်ဒီ video တွေကိုတခြားမကြည့်ပဲ online မှာမျှဝေရင်ဒုက္ခရောက်နိုင်မယ်။သူပြောရတဲ့အတိုင်းဆိုတော့အခု ကျွန်တော်ရောဘူးကြည့်နေရတဲ့နေရာမှာရောဓာတ်ပုံတပုံ video တပုံတီ AI နဲ့ဖန်တီးထားတာဟုတ်မဟုတ်ကျွန်တော်တို့ခွဲတဲ့ကောင်ခွဲတဲ့နေလိမ့်မယ်ဒါပေမဲ့လူပိုင်းမခွဲတတ်ဘူး ဥပမာအသက်ကြီးရတဲ့တွေနဲ့ကျွန်တော်နီးပညာပိုင်းမှာအကျွမ်းတဝင်မရှိရတဲ့တွေအနေနဲ့ဒါဟုတ်အတူလားအစ်စ်လားဆိုတော့ခွဲဖို့တို့မှာအခက်ခဲရှိရပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ပဲကျွန်တော်တခုဖြစ်ပြီဆိုရင် AI နဲ့တုတ်ထားတဲ့ဗီဒီယိုတွေဒီပုံတွေပြန်လာတဲ့ဥစ္စာကိုပဲကြည့်ရင်သိထားရပေါ့နော်ကျွန်တော်ဒီနေ့ပြပြပြမယ့်ဥစ္စာဒီပြည်သနာကိုဖြည့်ရှင်းပေးရတဲ့ဒစိကြပိုင်းတော့ဖြစ်နေတယ် second ဘိုင်းနဲ့ဒီပုံတပုံဗီဒီယိုတပုတ်ဒီ AI နဲ့ဖန်တီးထားတာဖုန်းခုတ်ကိုစမ်းလို့ရတဲ့ AI content detection tool တခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒါကိုသုံးဖို့အတွက်ကိုဖုန်းတလုံးနဲ့ဆိုပဲကျွန်တော်ဆိုတော့ကျွန်တော်အရင်ဆုံးမှာ Google Google search bar ဆိုတာပြီးတော့ Google မှာ hide moderation ဆိုပြီးတော့ဆိုက်ရှာလိုက်ပါဆိုက်ရှာပြီးတော့ရဲ့အခါမှာကျွန်တော်တို့ဒီမှာ AI generated content detection ဆိုတဲ့ဥစ္စာကိုတွေ့ရမှာပေါ့နော်ဆိုတော့အဲ့ဒီဟာကိုနှိပ်ပေးလိုက်ပေါ့ဆိုတော့နှိပ်ပြီးတော့ရဲ့ဒီမှာကျွန်တော် upload ဆိုတဲ့နေရာရောက်တော့လဲပေါ့နော်ဆိုတော့ကျွန်တော် list မှာကျွန်တော်မှာပုံငပုံရှိရဲ့ဆိုတော့ပထမအပေါ်ဆုံးအပုံကြီးကျွန်တော် Google Gemini ကိုတုံးပြီးတော့ဖန်ပြီးထားရဲ့ဒီရှုရင်းပုံလိုခုဖြစ်တယ်ပေါ့နော်ဒါ AI ပုံဖြစ်တယ်နောက်ဒုတိယပုံကြီးအောက်ကပုံကြီးကျွန်တော် ်အင်တာနက်ပေါ်ပိုင်းနေပြီးတော့ဒေါင်းလုဒ်ဆွဲထားတယ်အပြင်ကဂျပုန်ဆရာတယောက်ဆိုင်ထားတဲ့ပုံဖြစ်တယ်မို့လို့ဆိုတော့ဒီပုံနှစ်ခုကိုရှင်ပြီးတော့ကျွန်တော်တို့စမ်းကြည့်မယ်အဲ့အရင်ဆုံးကျွန်တော် AI နဲ့လုပ်ခဲ့တဲ့ပုံကိုဒီထက်မှထည့်လိုက်မယ်ပေါ့နော်။ဆိုတော့ဒီမှာဆိုရင်စပြီးတော့ဒီပုံစစ်နေပြီပေါ့နော်။ဆိုတော့ဒီနေ့မှာဗီဒီယိုထည့်ခြင်းလည်းရတယ်။ဗီဒီယိုလည်းတူတူပဲဒီတိုင်းပဲ။ဆိုတော့ကျွန်တော်ကတော့လက်ရှိမှာပုံကိုထည့်ပြလိုက်တာပေါ့နော်။ဆိုတော့ဒီမှာဆိုရင်ပေါ်လာပြီပေါ့နော်။ဆိုတော့ဒီမှာ input မှာဆိုတော့ likely to contain AI generated or deep fake content ဆိုပြီးတော့ပေါ်လာတာအဲဒါဆိုရင်ဒါ AI နဲ့လုပ်ထားရဥစ္စာကိုသူကတည်ရပါတော့ဆိုတော့နောက်တစ်ခုကပုံစစ်ကိုကျွန်တော်ဖြတ်ကြည့်မယ်ဆိုတော့ဒီမှာဆိုရင်တော့ not likely to contain AI generated ဆိုပြီးတော့ dummy ပေါ်တယ်ဒါဆိုပုံစစ်ပြုတ်ခံမှန်းလို့ရရပါတော့ဆိုတော့ဒီ tools ကဟိုတရားရတဲ့နော်မှန်စင်မှမှန်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အခုညီဖြစ်တယ်အဲ့ဒီလို2စီကအရင်တုန်းကလေးကမရှိရတော့မဟုတ်ရှိရဲဒါပေမဲ့ပြပသူတို့အစိုးရရင်းနဲ့ဒီမီဒီယာတွေလောက်ပုံပဲအကန့်တက်နဲ့ပေးတုံးတာပေါ့နော်ဒါလိုမျိုး public ကို အလကားပေးသုံးတာမျိုးရှားတယ်ခေါ့နောက်တစ်ခါကျွန်တော် line ပေါ်မှာတပုပ်ပုဗီဒီယိုဖြစ်ဖြစ်ပုံဖြစ်ဖြစ်ကိုကမကျိနေဘူးဆိုရင်တို့ဒူးစင်နေလားဆန်းလို့ရရပေါ့နော်ဆိုတော့ကိုကအဲ့လိုမျိုးဆန်းနေရပြန်ပါတခုကောင်းလဲဆိုတော့တတင်းမကြီးကိုယ်မဖြတ်မိရောဘူးပြီးတော့ကိုယ်ရမလို့ဖက်နဲ့ benefit ဆရာမလို့ရောဘူးအားလုံးပဲအဆင်ပြေကြပါစေ AI နေတုံးတဲ့ခါမှာ begin တယ်ပါစေဆောင်းမြေကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်